မင်္ဂလာပါရှင်2025ခုနှစ်မတ်လ19ရက်ဗုဒ္ဓဟူးနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တောင်ကျန်းသူအဖွဲ့အစည်းကမလေးရှားနိုင်ငံသို့ပို့ဆောင်မိမူရစေဝါအများပြားကိုစစ်ကောင်စီကဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဂျမန်ချယ်ရီဝင်းမှာ ရခိုင်တောင်ကျန်သူအဖွဲ့အေအေနဲ့ဆက်နွယ်သည့်ရခိုင်လူမျိုးစည်းဝါးရေးတာဝန်ခံလင်မြန်မာစီမံခန့်ခွဲပြီးမလေးရှားသို့ပို့ဆောင်ပြီး76ဘီလီယံကျော်တန်မိုးရှိ ice မူရစေဝါ3တန်ကျော်ကတ်တမင်းနဲ့အကီလိုနဲ့မူရမကိုကိုင်းဘွဲအားရန်ကုန်မြို့၌ဖန်စီရမ်းမိကြောင်းမူရစေဝါနိုင်နေရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။ ငွေစေဝါသစီနေနေရရတဲ့ဖွဲ့သည်မတ်လ6ရက်ည9:00ခန်းဝဲခဲနဲ့ရခုံတိုင်းဒေသကြီးတကုံမြို့တစ်တောင်ပိုင်းမြို့နယ်144ရက်ကွယ်စင်ဖြူရှင်လန်းအမှတ်946 948ရှိကိုရောင်းအားတည်ရဝင်အောင်ရှာဖွေခဲ့ကြောင်းထို့သူရှာဖွေရမှာတန်လွင်ဝေရအောင်ခတာကြီးတက်ကောင်းဆက်ခပေါင်းချင်းရှယ်ရင်နိုင်လာတန်ဦးခရကုတ္တအား9ဦးအား ice mcf တမင်းတိတိတမနှစ်တန်း Toyota Hilux ယင်တစီ Toyota Land Cruiser ယင်တစီနဲ့ Mercedes Benz ယင်တစီတို့နဲ့အတူဖန်ဆီးရမိခဲ့ကြောင်းဖော်ပြပါတယ်ဆလပီစစ်စေဖော်ထုတ်ချက်ရသိသိရမိတဲ့ ice mat affectment များအားဝကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာပန်းဆန်းမျိုးတွေနေထိုင်သူတင်မောင်ဝင်းဤစီမံဖြစ်တန်းလွင်မှာကြောင်ဝင်ခံတဲ့ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီးတန်းလွင်ချံမှာ ice mat affectment များအားရုံးမှုတွင်တဆင့်ပြန်လည်ရောင်းချသူဟင်းစီသူ ခစစောအောင်ခအောင်ကိုကိုခချင်းလင်းပြာတက္ကဒမြို့နယ်ရှုခင်းတာလန်တွင်၎င်းစိတ်ပြောင်းစေဝါများသစင်ပြက်လန်ရောက်ဆိုင်ရန်ချိတ်ဆက်ပြီးသူကျင်းလခစတိအားဒဂုံမြို့တတမမြို့နယ်တရားလေးရက်ွက်တွင်၎င်းဖန်စီယာမင်းခဲချောင်းတည်ရပါတယ်ရခိုင်တောင်ကျန်မြို့အဖွဲ့အေကမွေးစေပေါ်မီကိုအချပီဒေတာရင်မတီမငိမ့်ဖြစ်စေအောင်လက်နက်ကင်တောင်ကျန်နာပြန်ပေးဆွဲရာလူကုန်ကူးမှုချုံလနာဒေတာခံများချက်မှာဆက်ချေကောက်ခံနာစရတီတင်မှုကိုပြက်ပြောင်းအောင်လှောက်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်